ပေးခဲ့တဲ့တောက်ကြနေမနဲ့အစောပိုင်းမှာအရှိအလေပိုင်းကောင်းခင်မှာအစ္စရေးကမကြုံစဘူးလေချောင်းတိုက်ခိုက်မှုရာနဲ့ချီလုပ်ခဲ့ပါတယ်။အစ္စရေးကအရင်ရလို့ခံစစ်နေထားမျိုးမဟုတ်တော့ပဲ Rising Lion ထောင်လွားလာတဲ့ချင်းသီးဆိုတဲ့စစ်စင်ရေးကိုစတင်ပြီးတော့အီရန်ရဲ့စစ်ဖက်နဲ့နျူကလ িয়ার ကုတ်ကဲရေးစခန်းတွေကိုတိုက်ရိုက်ပြတ်မှတ်ထားခဲ့တာပါ။တီဟီရန်မြို့ကြီးမိလောင်နေတဲ့ပုံတွေကရုပ်ပိုင်းဆိုင်ရာပျက်စီးမှုတွေရဲ့လက္ခဏာတွေတင်မဟုတ်ပဲတန်တမန်ရေးအရထိန်းချုပ်မှုခေတ်ကုန်ဆုံးသွားပြီဆိုတဲ့ ပေးချက်တစ်ခုပါပဲ။ဒါဟာရိုးရိုးလက်တုံးပြန်တာမျိုးမဟုတ်ပဲ။အီရန်ကနှစ်20ကျော်တိစောက်ထားတဲ့မဟာဗျူဟာမြောက်ချင်း6နိုင်စွမ်းအားလုံးကိုပြစ်မှတ်ထားတိုက်ခိုက်ကြလို့ယူဆပါရတယ်။တိုက်ခိုက်မှုတွေက Isfahan နဲ့ Nadans ကနေစပြီးတော့ တီဟီရန်နဲ့လျှို့ဝှက်စခန်းနေအထိပြင်းမဲ့ရာနဲ့ချီပါဝင်ပါတယ်။ဒီနေရာတွေအားလုံးဟာအီရန်ရဲ့နျူကလ িয়ার အစီအစဉ်ဒုံးကျည်ဖွံ့ဖြိုးတိုးတက်မှုနဲ့ကိုကေအီစနစ်တို့ရဲ့အဓိကနေရာတွေပါပဲ။58နာရီမပြည့်ခင်မှာပဲအရင်ကထီလို့မရဘူးလို့ထင်ထားတဲ့အဆောက်အုံတွေအများကြီးပျက်စီးသွားခဲ့ပြီးတော့ထိတ်တန့်ဗိုလ်ချုပ်ကြီးအများအပြားလဲတည်ဆုံခဲ့တယ်လို့သတင်းတွေကဆိုပါတယ်။မဟာဗျူဟာရကြည့်ရင်အစ္စရေးရဲ့လုပ်ရက်တွေကအီရန်ရဲ့နျူကလ িয়ার အစီအစဉ်ကိုဖျက်သိမ်းဖို့ရည်ရွယ်ရုံသာမကပဲ ယ်။ဒေတာတစ်ခုလုံးကို message မှာပို့လိုက်တာဖြစ်ပါတယ်။ဘယ်နိုင်ငံမဆိုနျူကလ িয়ার လက်နက်ပိုင်ဆိုင်ဖို့နှီးစပ်လာပြီဆိုရင်အထူးသဖြင့် Israel ကိုချိန်ချောက်ဖို့ရည်ရွယ်ချက်ရှိရင်ဘာမှမလုပ်နိုင်ခင်ပဲဖယ်ရှားပြစ်မယ်ဆိုတာပါပဲ။ဒါပေမဲ့ဒီအထွက်ပေးဆက်ရတဲ့တန်ဖိုးကလည်းမနှဲပါဘူး။ Israel ရဲ့အရေးပါစနစ်တစ်ခုလုံးအရေးပေါ်အခြေအနေကြီးညာထားရတာတယ်။ကျောင်းတွေပိတ်ထားရတယ်၊လေကျောင်းရံကာကွယ်ရေးစနစ်တွေအဆင်မပြတ်အသက်ဝင်နေပြီးလူပေါင်းတန်နဲ့ချီပြီးတော့ဘုံခိုခြင်းတွေ ဲမှာညာပေါင်းများစွာအိတ်ခဲ့ရပါတယ်။အီရန်ရဲ့နောက်ထပ်လက်ထုံးပြန်တိုက်ခိုက်မှုတွေကကာကွယ်ရေးစနစ်ကိုထိုးဖောက်ပြီးတော့ထက်မှန်ထိခိုက်မှုတွေမဖြစ်စေဘူးလို့ဘယ်သူမှအမခံနိုင်မှာမဟုတ်ပါဘူး။ ဒါပေမဲ့ဒီအခြေအနေတွေကြောင့်ပဲ Rising Lion စစ်စင်ရေးကို အခုအချိန်မှာစတင်ရတာပါလို့ဆိုပါရယ်စစ်ဘက်ဆိုင်ရာအကဲဖြတ်ချက်တွေအရအီရန်က60ရာခိုင်နှုန်းတန်းစင်ပြီးသားယူရေနီယံကို တတူအဖြစ်ပြောင်းလဲဖို့နှိစက်နေပြီလို့သိရပါရယ်ဒါဟာနျူကလ িয়ার ဘုံးပြုတ်လို့ရမှာနောက်ဆုံးအဆင့်မှာပဲအီရန်နျူကလ িয়ার လက်နက်ပိုင်ဆိုင်သွားပြီဆိုရင်ဘလို့ထိန်းချုပ်နိုင်တော့မှာမဟုတ်ဘူးလို့ဆိုပါရယ် ဒါကြောင့် Rising Lion ကရိုးရိုးစစ်စင်ရေးတခုမဟုတ်ပါဘူး။သူတို့လုံခြုံရေးအတွက်လက်ထက်မခံနိုင်တဲ့အခြေအနေတခုကိုဓာစီဖို့ဆုံးဖြတ်ချက်ချပြီးလှုံ့ဆော်နဲ့လှုပ်ရက်ပါ။ Isfahan နဲ့ Nadans ကနေမိကုံလုံးတွေထွက်နေတော့မှာပဲ Israel leader ဟာအမခန်တီးကြတဲ့တိုက်ခိုက်မှုတွေကိုဆက်လက်လှုံ့ဆော်ခဲ့ပါတယ်။ Tehran ကတစ်ချိန်ကလေကြောင်းရန်ကာဝေးစနစ်တွေနဲ့ ကျန်းတန်းတဲ့မြေမျက်နှာသွင်ပြင်းတွေကြောင့်လုံခြုံတယ်လို့သတ်မှတ်ခဲ့ပေမဲ့အခုတော့အီရန်မြို့တော်ဟာပြစ်ခတ်တိုက်ခိုက်ဖို့အလွယ်ကူဆုံးအဓိကနေရာဖြစ်နေပါပြီ။အစ္စရေးကရခိုင်အသတ်မှတ်ထားတဲ့တိုက်ခိုက်နိုင်တဲ့အကွာအဝေးကိုကျော်လွန်ပြီးတော့လုံဆောင်နိုင်ရုံသာမကပဲအရှိအလေပိုင်းနိုင်ငံများစွာနှစ်ပေါင်း20ကျော်လောက်အိမ်မက်မက်ခဲ့ရတဲ့အီရန်လေပိုင်းနဲ့အပေါ်လုံဝလေချောင်းအသာစီးရမှုကိုလည်းရရှိခဲ့ပါတယ်။ဒီလိုလုံနိုင်တာကနေပြူဟာရီတင်မဟုတ်ပဲနေပညာပိုင်းဆိုင်ရာတာလွန်မှုပ ြင်ဆင်မှုနဲ့အချိန်ကိုက်လုံဆောင်နိုင်မှုကြောင့်လို့ယူဆပါရယ်စစ်စင်ရေးစတင်တဲ့နိုင်ပိုင်းအတွင်းမှာပဲ F15I F16I နဲ့အထူးသဖြင့် F35I Eldor တိုင်းလေယာဉ်တွေကပြည်ရင်းပြည်ပကစစ်စခန်းတွေကနေပြန်တက်ပြီးတော့အီရန်လေပိုင်နက်ထဲကိုတိတိတသာပဲအတားဆီးမရှိဝင်ရောက်သွားခဲ့ပါရယ်အကြီးမားဆုံးအံအားသင့်စရာတွေတရတစ်ခုကတော့ F35 တိုင်းလေယာဉ်တွေဟာလေထဲမှာစီပြေးစရာမလိုပဲတိုက်ခိုက်နိုင်စွမ်းရှိတာပါပဲအစ္စရေးကနေအီရ ွန်အလဲပိုင်းအထိအကွာဝေးရဆိုရင်ဒါဟာမဖြစ်နိုင်ဘူးလို့ယူဆခဲ့ကြတာပါဒါပေမဲ့ကာကွယ်ရေးအရာရှိတွေရဲ့ဒီပူထားတဲ့အချက်အလက်တွေအရအစ္စရေးနဲ့အမေရိကန်တို့ကဟာလေဝက်နည်းပညာအစင်းမြင့်တင်မှုတစ်ခုကိုလုံဆောင်ခဲ့ပြီးတော့ F35 ဟာအီရန်ပိုင်နဲ့နနဲ့ရှိုင်ရှိုင်အထိထိုးဖောက်ဝင်ရောက်နိုင်ုံသာမကပဲ still လေဝက်စွမ်းရည်တွေကိုလည်းထိမ့်သိမ်းထားနိုင်ခဲ့လို့ဖော်ပြပါဗျာ ဒါမဟာဗျူဟာမြောက်အလဲရဲ့ပြောင်းတစ်ခုဖြစ်ပြီးတော့အီရန်အလဲပိုင်းကို တိုက်ခိုက်ဖို့အတွက်အ धिक အတားအဆီးကိုဖယ်ရှားလိုက်တာပါပဲ။ဟာမာဒန်နဲ့တာဘရစ်စစ်စခန်းတွေရဲ့ဂျိုရုပုံရိပ်တွေကအစ္စရေးလီကြောင်းတိုက်ခိုက်မှုတွေရဲ့တိကျမှုကိုပြသနေပါတယ်။ဘုံတလုံးချင်းစီကလေရင်ယုံတွေရဲ့အလဲဗဟိုစီတိုလောင်ယုံတွေနဲ့ မောင်းသူမဲ့လေရင် UAV ပြင်လို့တဲ့နေရာရင်းစီကိုတိုက်ရိုက်ကြရောက်ခဲ့ပါတယ်။အဆောက်အအုံများစွာကအတွင်းကနေဖြစ်စည်းသွားပြီးခေါမိုးတွေမှာအမဲရောင်အပေါက်တွေဖြစ်နေတာဟာ GBU 39ဒါမှမဟုတ် GBU 53B STV လိုမျိုးထိုးဖောက်ပုံတွေကိုအသုံးပြုခဲ့တာကိုပြသနေပါတယ်။ ဒီဘုံတွေကလေရင်ကနေလွတ်ချပြီးရတော့ပြင်မှတ်တွေကိုသူ့ဘာသာသူရွေးချယ်နိုင်တဲ့အစင်းမြင့်ပဲ့ထိန်ဘုံနှစ်မျိုးပါပဲနိုင်ငံတကာသတင်းရင်းမြစ်တွေရဲ့ကနအူအကဲဖြတ်ချက်တွေအရ အီရန်ရဲ့စစ်ဖက်လေဆိပ်တွေကပထမဆုံး24နာရီအတွင်းမှာလုံးဝမလုံရှားနိုင်တော့ဘူးလို့သိရပါတယ်။တချိန်က IRGC ရဲ့ဂုံယူစရာဖြစ်ခဲ့တဲ့အီရန်လေတပ်ကလုံးဝနှီးပါပြန်တက်နိုင်ခြင်းမရှိခဲ့ပါဘူး။ပြေးလမ်းများစွာပြတ်စည်းခဲ့တယ်။လေယာဉ်ယုံတွေထိမှန်ခဲ့တယ်။မြေပြင်ဝေဟင်ဒုံးကျည်စနစ်တွေကလည်းလုံးဝအလုံးမလုံးတော့ပါဘူး။ဒီအချိန်ကမကြုံစဘူးတဲ့မဟာဗျူဟာမြောက်ရာလဒ်တစ်ခုကို ဖြစ်ပေါ်စေခဲ့တာဖြစ်ပါတယ်။အစ္စရေးကအီရန်လေပိုင်းနဲ့အပေါ် လွတ်လပ်စွာလှုံရှားနိုင်တဲ့အဆုံးတစ်ခုကိုထူထောင်လိုက်တာပါ။ဒါဟာစီရီအောင်ပွဲတစ်ခုတည်းမဟုတ်ဘဲစိတ်ပိုင်းဆိုင်ရာကိုလည်းပြင်းထန်စွာထိုးနှက်လိုက်တာပါပဲ။နိုင်ငံတနိုင်ငံရဲ့လီချောင်းရန်ကာဝေးစနစ်ကနိုင်အနေငယ်အတွင်းမှာလုံဝနီပါပြည့်စည်သွားတဲ့အခါလက်နက်ဆုံးရှုံးမှုတည်းမဟုတ်ဘဲကုကေးစနစ်တစ်ခုလုံးကိုလည်းထိတ်လန့်စေတဲ့အပြင်နိုင်ငံကိုလည်းပြိုကွဲစေပြီးတော့ရန်သူရဲ့တုံ့ပြန်နိုင်စွမ်းကိုလည်းဆုံးရှုံးစေပါတယ်။ မေထောင်လို့မရတဲ့နောက်ထပ်အချက်တစ်ခုကတော့ American ပြည်တော်စုရဲ့တွေဝိုက်ပါဝင်ပတ်သက်မှုပါပဲ ဝါရှင်တန်က B52 ဘုံးကျဲလေယာဉ်နဲ့ဒါမှမဟုတ်တခြားတိုက်ခိုက်ရေးလေယာဉ်တွေကိုအစ္စရေးစစ်မြေပြင်စီကိုတိုက်ရိုက်မပိုးခဲ့ပေမဲ့ဂျာဖြတ်စနစ်တွေဖြတ်သိမ်းမော်တွေနဲ့ချိုတင်3ဘေးရေဒါတွေကိုမြေရေပင်လယ်အရှေ့ပိုင်းမှာချထားပြီးအီရန်စီကအန်ဒီယေရှိတဲ့တုံ့ပြန်မှုတွေကိုပိတ်ဆို့ဖို့အသင့်ပြန်ထားခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲ Trump အစိုးရကပြိပခါတွေကိုဝင်ဖို့ဆုံးဖြတ်ချက်မချခဲ့ပေမဲ့လိုအပ်ရင် Israel နဲ့ပူးပေါင်းဖို့ဖြစ်နိုင်ခြေကိုဖွင့်လှစ်ထားခဲ့ပါတယ်။အီရ န်လီတရဲ့တိတ်ဆိတ်ငြိမ်သက်မှုဟာအားသာချက်မရှိတော့ဘူးဆိုတာအရှင်းလင်းဆုံးသက်သေပါပဲ လေကြောင်းကနေလက်ထုံးပြန်တိုက်ခိုက်တာတွေမရှိခဲ့ပါဘူး။ဘယ်လီရင်မှလက်ထုံးပြန်ဖို့ပြန်ထလာတာမျိုးလည်းမရှိပါဘူး။တစ်ချိန်တည်းမှာပဲလုံးဝပျက်စီးသွားတဲ့လေကြောင်းရံကာကွယ်စနစ်ကိုလည်းပြန်လည်ပြီးတော့အစားထိုးနိုင်ခြင်းမရှိခဲ့ပါဘူး။ဒါဟာခေတ်သစ်သမိုင်းမှာရှာရှာပပလေကြောင်းအောင်ပွဲတစ်ခုလို့ပြောနိုင်ပါတယ်။အစ္စရေးလိုနိုင်ငံငယ်လေးတစ်နိုင်ငံကသူရဲ့အရွယ်စားအထက်63စပိုကြီးတဲ့နိုင်ငံရဲ့ကာကွယ်စွမ်းရည်တွေကိုလုံးဝဖျက်ဆီးပစ်လိုက်တာဖြစ်ပါတယ်။ဒါဟာအစ္စရေးရောအီရန်ပိုင်းနဲ့အတွင်းက ဘယ်ဖြစ်မှတ်ကိုမစိုးအချိန်မီပြီးတိုက်ခိုက်နိုင်တယ်ဆိုတာကို ပြသလိုက်တာပဲဖြစ်ပါတယ်။ မေကွန်ကအီရန်ဘလောက်ကြကြခံနိုင်မလဲဆိုတာမဟုတ်တော့ပဲသူရဲ့ကာကွယ်ရေးစနစ်ပြတ်သုံးသွားပြီးရနောက်တခြားရွေးချယ်စရာရှိပါသေးလားဆိုတာပါပဲ Rising Lion စစ်စင်ရေးကလက်တုံးပြန်တိုက်ခိုက်မှုတသက်ဒါမှမဟုတ်စီးအသာစီးရဖို့တသက်မဟုတ်ပါဘူးအဓိကအားဖြင့်ဒီစစ်စင်ရေးတစ်ခုလုံးဟာအီရန်နျူကလ িয়ার လက်နက်ပိုင်ဆိုင်သွားတာမျိုးမဖြစ်ရအောင်တားဆီးဖို့အတွက်အချိန်နဲ့အပြိုင်လှုံ့ရှားခဲ့ရတဲ့စစ်စင်ရေးတစ်ခုလို့ယူဆပါတယ် နှစ်20ကျော်ကြာနိုင်ငံတကာအတိုင်ဝိုင်းကပိတ်ဆို့အရေးယူမှုတွေညှိနှိုင်းမှုတွေကနေတန်တမန်ရေးဖိအားတွေနဲ့ JCPOA အီရန်နျူကလ িয়ার သဘောတူညီချက်လိုမျိုးယာယီသဘောတူညီချက်တွေအထိဖြစ်နိုင်တဲ့နေလန်အားလုံးကိုအသုံးပြုပြီးတော့ဓာစီခဲ့ပါတယ်။ဒါပေမဲ့အီရန်ကယူရေနီယံကိုဆက်လက်တန်းစင်နေပြီးတော့အစင်းမြင့်လောင်စာတွေကိုတူလောင်ကတာဝေးဒုံးကျည်တွေမှာတက်ဆင်နိုင်တဲ့ဒုံးကျည်ကောင်းတွေကိုစမ်းသပ်နေတဲ့အတွက် နောက်ဆုံးသူတို့အနေနဲ့သတ်မှတ်ထားတဲ့စီးကိုကျော်ဖြတ်သွားခဲ့ပါပြီ။ Israel ထောက်လှမ်းရေးအေဂျင်စီရဲ့အကဲဖြတ်ချက်တွေအရ Iran ဟာ60ရာခိုင်နှုန်းတန်းစင်ပြီးသား Uranium ပေါင်း1000ထပ်မန်းကြီး453 kg ကိုတုံလောင်ထားပြီးတော့ဒီပမာဏကိုရန်အနေငယ်အတွင်း60ရာခိုင်နှုန်းအထိတိုးမြင့်နိုင်ပါတယ်။ဒါဟာနျူကလ িয়ার ပုံးပြုတ်လို့ရမှာအသုံးပြုတဲ့လက်နက်တန်းစားပစ္စည်းနဲ့ညီမျှပါတယ်။ပြီးတော့ယူရေနီယံတန်ခွေရနေတက်ထူအဖြစ်ပြောင်းလဲတဲ့လုပ်ငန်းစဉ်က ဘုံနျူကလီးယားကိုထုတ်လုပ်ဖို့အတွက်အရေးကြီးတဲ့အဆင့်ဖြစ်ပြီးတော့အဲ့ဒါက Isfahan စက်ရုံမှာစတင်နေပြီဖြစ်တာကြောင့် Israel အရေးယူဖို့ဆုံးဖြတ်စီခဲ့တာဖြစ်ပါတယ်။ Isfahan နျူကလီးယားစက်ရုံနဲ့ Nadans ကစစ်စင်ရေးရဲ့ပထမဆုံးညမှာအမြင့်ဆုံးဦးစားပေးပြမျက်တွေဖြစ်ခဲ့ပါတယ်။စစ်ဘက်ဆိုင်ရာအရာရှိတွေရဲ့ပြောကြားချက်အရတိုက်ခိုက်မှုတွေကိုအလွန်တီးခြားတဲ့လက်နက်တွေနဲ့ဆောင်ရွက်ခဲ့ပြီး Uranium ပြောင်းလဲရေးလိုင်းတွေစစ်မှုလုပ်ငန်း၃ဆက်တွေဒုလောင်ယုံတွေအပြင်ဒိဗက်ပညာရှင်နဲ့နေပညာဆိုင်ရာ အဖွဲ့တွေထားရှိတဲ့အဆောက်အုံတွေကိုအပီးပိုင်ဖြည့်ဆည်းဖို့ရည်ရွယ်ခဲ့ပါတယ်အထူးသဖြင့်ယူရေနီယံကိုဓာတ်ငွေ့ရနေတတူအဖြစ်ပြောင်းလဲတဲ့ Isfahan ဆိုရင်နျူကလ িয়ার လက်နက်ထုတ်လုပ်ရေးမှာနောက်ဆုံးအဆင့်ဖြစ်ပြီးတော့တိုက်ခိုက်မှုတွေကလုပ်ငန်းဆောင်ရွက်နေတဲ့အဆက်ယုံတွေကို လုံးဝဖြည့်ဆည်းခဲ့ပါတယ်ဒါအပြင်နည်းပညာနဲ့လုပ်ငန်းစဉ်တွေကို စနစ်တကျပိုင်ပိုင်နိုင်ရှိတဲ့အင်ဂျင်နီယာများစွာနဲ့နျူကလ িয়ার သိပ္ပံပညာရှင်တွေဟာ ခဏဦးလီကျောင်းတိုက်ခိုက်မှုတွေမှာအသက်ခံခဲ့ရတယ်လို့ယုံကြည်ရပါတယ်။ဒါသာအတည်ပြုနိုင်ခဲ့မယ်ဆိုရင် hardware တွေကိုဖျက်ဆီးလိုက်ရုံသာမကအီရန်ရဲ့နျူကလ িয়ার အစီအစဉ်ရဲ့စစ်စင်ရေးဆိုင်ရာထောက်လန်းရေးကိုတိုက်ရိုက်ထိခိုက်စေမှာဖြစ်ပါတယ်။ Laden ဆက်ယုံကိုမြေအောက်နဲ့နဲ့မှာတိစောက်ထားတာကြောင့်မြေအောက်ဖျက်ဆီးရေးဘုံးတွေလိုအပ်ပါတယ်။ဒါကြောင့်လဲ Israel က B52 ဒါမှမဟုတ် B2 ဘုံးကျဲလိရင် GBU 57ဘုံးတွေနဲ့အတူ American ဝစစ်စင်ရေးမှာပါဝင်ဖို့အဆိုပြုခဲ့တာဖြစ်ပါတယ်။ဒီဘုံးက Fordo ဒါမှမဟုတ် Nadens လိုစက်ရုံတွေကိုလုံးဝဖျက်ဆီးနိုင်တဲ့တစ်ခုတည်းသောလက်နက်တွေဖြစ်ပါတယ်။ဒီစက်ရုံတစ်ခုကိုတိုက်ခိုက်တာကနျူကလ িয়ার စွမ်းရည်တွေကိုနှောက်ယှက်ဖို့တင်မကပဲအချိန်ကြာချမှုကိုဖန်တီးပြီးတော့အီရန်ကိုနျူကလ িয়ার စွမ်းရည်ပိုင်ဆိုင်ဖို့အတွက်အစအနေပြန်လည်တည်ဆောက်ဖို့ရည်ရွယ်တယ်လို့ယုံကြည်ပါတယ်။ ဒါဟာဝန်ထမ်းနဲ့နေပညာဆိုင်ရာကျွမ်းကျင်မှုအပေါ်မှာမူတည်ပြီးတော့၃နှစ်ကနေ9နှစ်အထိကြာမြင့်နိုင်ပါတယ်။အီရန်ကိုသူရဲ့နျူကလ িয়ার အစီအစဉ်မှာအစအနေပြန်စားဖို့တွန်းပို့ပြီးသူရဲ့စက်ရုံတွေကိုချိန်မုံပေးရနဲ့ဒါဟာအမေရိကန်အထက်အီရန်နဲ့ညီနိုင်ရေးစပွဲကိုပြန်လာဖို့အချိန်ကောင်းဖြစ်တယ်လို့ယုံကြည်ပါတယ်။ဒါပေမဲ့အီရန်ရဲ့နျူကလ িয়ার အစီအစဉ်ဟာ လုံးဝပြည့်စည်သွားပြီလို့မပြောနိုင်သေးပါဘူး။လုံချိုရဲ့ရာရှိတွေရဲ့အဆိုအရအီရန်ရဲ့ယူရေနီယံကျွေးဝါမှုစွမ်းရည်30ရာခိုင်နှုန်းကနေ90ရာခိုင်နှုန်းလောက်သာဖြည့်ဆည်းခဲ့ရသေးပုံဖြည့်ဆည်းခံရသေးပုံပေါ်တယ်လို့သိရတယ်။ကျန်တဲ့အပိုင်းတွေကတော့အရန်ဆက်ယုံတွေမတိရသေးတဲ့မြေအောက်ကုန်ရက်တွေအပြင်အီရန်ကလျှို့ဝှက်နေရာတွေမှာနျူကလ িয়ার ဖြည့်ဆည်းတွေကိုဖုံးကွယ်ချနိုင်တဲ့အန်တီရီလေးရှိနေပါသေးတယ်။ဒါကြောင့်အစ္စရေးလီတက်ဟာကျန်ရှိနေတဲ့နျူကလ িয়ার နဲ့ဒုံးကျည်ကုန်ရက်အဆက်အဆက်တွေကိုရှာဖွေပြီးတော့ဆက်လက် ိုက်ခိုက်နေပါတယ်။ဒါအပြင်ရုရှားနဲ့တရုတ်တို့စီကဖြတ်လာနိုင်တဲ့ထုံးပြန်မှုကလည်းစိုးရင်စရာဖြစ်ပါတယ်။ဒီနိုင်ငံတွေကအရှင်ကအီရန်ရဲ့နျူကလ িয়ার အစီအစဉ်အတွက်နည်းပညာအထောက်ပံ့နဲ့ပစ္စည်းကိရိယာတွေပေးခဲ့မှုပါတယ်။အစ္စရေးရဲ့အီရန်နျူကလ িয়ার စက်ရုံတွေအပေါ်တိုက်ခိုက်မှုတွေကအခြေခံအဆောက်အုံတွေကိုဖျက်ဆီးဖို့တသက်မဟုတ်ပဲအီရန်ကအကာလကြာရှည်တည်ဆောက်နေတဲ့နျူကလ িয়ার ဟန်တာရဲ့မဟာဗျူဟာကို ထိခိုက်စေဖို့ရည်ရွယ်တာပါ။နျူကလ িয়ার လက်နက်ပိုင်ဆိုင်ထားတဲ့နိုင်ငံတစ်နိုင်ငံကပို့ပြီးတော့အားကောင်းရုံသာမက ားပဲဘလို့ပြိပခတ်အောင်မဆို စေစားပို့ပြီးတော့ NDA များစီတာကြောင့်ဖြစ်ပါတယ်။ဒါကြောင့် Israel ရဲ့ရွေးချယ်မှုကအငင်းပွားဝယ်ရာဖြစ်ပေမဲ့ရှင်သန်မှုအတွက်ကိစ္စတရေဖြစ်တယ်လို့ဆိုပါတယ်။ဒီကိန်းကတော့မပြီးဆုံးသေးပါဘူး။ဒါပေမဲ့နေရတိုင်းကုံဆုံးလာတာနဲ့အမျှအီရန်ရဲ့နျူကလ িয়ার ပုံရရှိနိုင်ခြေကပို့ပြီးတော့ဝေးကွာလာနေပါတယ်။ဒါဟာ Israel အခုချိန်မှာအောင်မြင်နိုင်တဲ့အကြီးမားဆုံးမဟာဗျူဟာမျှောက်အောင်မြင်မှုပဲဖြစ်နိုင်ပါတယ်။ အီရန်အပေါ်သုံးရက်စတိုက်မနာတမ်းလေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ပြီးတဲ့နောက်အစ္စရေးကမျှော်လင့်ထားတာထက်ပိုကောင်းတဲ့ရလဒ်တွေရရှိခဲ့ပါတယ်။အီရန်ရဲ့လေကြောင်းရန်ကာဝေးစနစ်ဟာလုံးဝနှိပါပျက်စီးသွားပါပြီ။သူရဲ့နျူကလ িয়ার အစီအစဉ်ကပျက်စီးမှုတွေခံစားခဲ့ရပြီးတော့ IRGC စစ်တပ်ကအရာရှိကြီးတွေများစွာကိုလည်းတိုက်ပွဲရနေပြီးတော့ဖိရှားနိုင်ခဲ့ပါတယ်။ဒါပေမဲ့အစ္စရေးကရှောင်လွယ်လို့မရတဲ့လက်တွေ့အခြေအနေတွေနဲ့ရင်ဆိုင်နေရပါပြီ။ ဒီစစ်ပွဲဟာမပြီးဆုံးသေးပဲအစပြုရုံသာ ရှိပါသေးတယ်။လက်ရှိပြည်ပခါမှာဘသူအင်အားကြီးလဲဆိုတာထက်အခြေအနေကိုထိန်းချုပ်မရခင်မှာဘလို့အဆုံးသတ်မလဲဆိုတာအဓိကပြဿနာပါ။ဒီအခြေအနေကိုပြောင်းလဲနိုင်တဲ့တစ်ခုတည်းသောအင်အားကြီးကတော့ American ပြည်တော်စုပဲဖြစ်ပါတယ်။စစ်ပွဲဆော့ကလေးက American ဟာနောက်ွယ်ရနေပါဝင်နေပေမဲ့လက်ပိုက်ကြည့်မနေခဲ့ပါဘူး။ Israel ကိုပြတ်မှတ်ထားတဲ့ Iran ရဲ့ drone တွေနဲ့ဒုံးကျည်တွေကို American လေကြောင်းရန်ကာကွယ်ရေးစနစ်တွေက ကြားဖြတ်ဖြက်စီပေးခဲ့ပါတယ်။ပင်လယ်ကွေ့ဒေသမှာရှိတဲ့ American ရဲ့စစ်သင်မော်ရီနဲ့ဒုံးကျည်တပ်ဖွဲ့တွေက Israel ကိုဇက်တိုက်သတိပေးကာကွယ်ပေးနေပါတယ်။တချို့ကနအူလီချောင်းတိုက်ခိုက်မှုတွေဆိုရင် American ရဲ့ဂျိုရုထောင်လိုင်းရဲ့အချက်အလက်တွေကိုအသုံးပြုခဲ့ရလို့တောင်ယုံကြည်ရပါတယ်။ဒါပေမဲ့ Washington အပေါ်လွှမ်းမိုးနေစေအကြီးဆုံးမိကွန်းကတော့ American တိုက်ရိုက်တိုက်ပွဲဝင်တယ်လားဆိုတာပါပဲ။ Israel ဘက်ကတော့ရှင်းရှင်းလင်းလင်းတောင်းဆိုမှုတွေရှိခဲ့ပါတယ်။ ဝင်ကြီးချုပ်နေသနီယာဟုကဖော်ဒိုလိုမြေအောက်နံနေတဲ့အဆောက်အုံတွေကိုပြစ်မှတ်ထားဖို့အတွက် American ကို B52 ဘုံးကျဲလေယာဉ်တွေဆင်လွတ်ဖို့ပုံမွေလင်းလင်းတောင်းဆိုခဲ့ပါတယ်။ Israel မှာ GBU57 လို့ကြီးမားတဲ့ဘန်ကာဖြတ်ဘုံးတွေမရှိတာကြောင့်ဒီလိုနေရာတွေကိုအပြေးအဝဖျက်ဆီးဖို့မတတ်နိုင်ပါဘူး။ ရခိုင်သမ္မတထရန့်ရဲ့ယနေ့ရက်မဟာမိတ်တွေဖြစ်သူအထက်လွှတ်တော်အမတ်လင်စေးဂရန်ကလည်းလိုအပ်ရင်အစ္စရေးဘက်ကတိုက်ခိုက်မယ်လို့ပြောခဲ့ပြီးအီရန်ရဲ့နျူကလ িয়ার အစီအစဉ်မှာဘာမှမကြံရှိစရာဘူးလို့ကြေညာခဲ့ပါတယ်။အခုချိန်တည်းရောအင်ဖြူရောကဒီကြားရဲ့ယက်တီချက်ကိုမပြသေးပါဘူး။သမ္မတထရန့်ကကျွန်တော်တို့မပါဝင်သေးပါဘူး။ဒါပေမဲ့ဖြစ်နိုင်ခြေကအမြင်ရှိနေပါတယ်လို့ပြောခဲ့ပါတယ်။ လေလာသူတွေရဲ့အဆိုအရဒါဟာညှိနှိုင်းမှုနည်းပြဟာတသက်မဟုတ်ပဲအီရန်ကိုရပ်တန့်ခြင်းမရှိရင်နောက်တစ်ကြိမ်တိုက်ခိုက်မှုကပိုကြီးမားတဲ့အင်အားစုကနေလာနိုင်တယ်ဆိုတာကိုသိရှိစေဖို့ရည်ရွယ်တဲ့စံသက်မှုလည်းဖြစ်ပါတယ် အမေရိကန်ရဲ့တုံ့ဆိုင်မှုကသုံးဖြတ်ချက်မချနိုင်လို့မဟုတ်ဘဲနဲ့ပရိဘက်ကောဒေတာရင်းစစ်ပွဲအဖြစ်ပုံမကြီးထွာလာတာကနေရှောင်ရှားဖို့ရည်ရွယ်နေရလို့ထင်ပါတယ်။အမေရိကန်တကယ်ကြီးတိုက်ပွဲဝင်မယ်ဆိုရင်အရှိအလေပိုင်းမှာရှိနေတဲ့အင်အားကြီးပြိုင်ဆိုင်မှုတွေကိုရုရှားနဲ့တရုတ်ကိုတောင်ဆွဲခေါ်နိုင်ွယ်ရှိတဲ့တတော်အန်ဒီယံများတဲ့အခြေအနေတစ်ခုကိုဖန်တီးမိမှာပါ။ ဒီတော်တွင်မှာပဲအီရန်ကအကြီးအကျယ်ဆုံးရှုံးမှုတွေခံစားနေရပေမဲ့အစ္စရေးပိုင်နယ်ထဲကိုဒုံးကျည်တွေဆက်လက်ပြလွတ်နေပါတယ်။အရေအထွက်ရော့သွားပေမဲ့တိုက်ခိုက်မှုတိုင်းမှာနေပြူဟာအစ်စ်တွေပဲ့ထင်းဒုံးကျည်တွေအသေးခံ drone တွေနဲ့ကာဝေးစနစ်တွေကိုရှောင်ရှားဖို့ဒီဇိုင်းထုတ်ထားတဲ့ဒုံးကျည်စနစ်တွေပါဝင်ပါတယ်။ ဘတ်ယန်တန်ရာအီရှန်လီယန်နဲ့ရီဟာဘတ်မြို့တွေမှာအရသာထိခိုက်မှုတွေဆက်ရှိနေပါတယ်။တစ်ချိန်တည်းမှာပဲမြောက်ပိုင်းကဟစ်စပိုလာတပ်ဖွဲ့တွေနဲ့ဂါဇာကအီရန်ကျောထောင်နောက်ခံပြုလက်နက်ကင်အဖွဲ့တွေကလည်းဒီသည့်အချိန်မှမဆိုပရိဘက်ကမှပါဝင်ဖို့အသင့်ရှိနေပါတယ်လို့ထုတ်ပြောလာပါတယ်။အစ္စရေးကတော့အမြင့်ဆုံးအဆင့်သတိပေးထားပြီးအရန်တသားထောင်ပေါင်းများစွာကိုခေါ်ယူထားပါတယ်။ လေတက်ကမနာတမ်းလဲပတ်နေပြီးတော့ဂျယ်အယ်ဗင်နဲ့ဟစ်ဘာလိုအကြီးအမျိုးကြီးတွေကအစ္စရေးအပေါ်မှာအခြေအနေအောက်မှာရှိနေတာဖြစ်ပါတယ်။အရေးပေါ်အခြေအနေအောက်မှာရှိနေတာလို့ပြောရပါပါ။စီဝါရီတွေရတဲ့နေပြီးတော့အကြောင်းနေရာလဲပိတ်ထားတာဖြစ်ပါတယ်။လူတွေကဘုံခိုခြင်းတွေထဲမှာ24နာရီပတ်လုံးခိုလုံနေကြတာဖြစ်ပါတယ်။ မဟာဗျူရာရှူအဝါနေကြည့်မယ်ဆိုရင်တော့အစ္စရေးကရွေးချယ်စရာနှစ်ခုကြားမှာဝေခွဲမရဖြစ်နေပါတယ်။ချိန်ချောင်းမှုကိုပြပြတသားအဆုံးသတ်ဖို့ထိုးစစ်ကိုဆက်ပြီးတော့ဆင်နွှဲမလား။ဒါမှမဟုတ်ခိတရရနာပြီးအီရန်မှာလျှို့ဝှက်နျူကလ িয়ার စွမ်းရည်တွေရှိနေသေးချိန်မှာညှိနှိုင်းမှုတွေလုံးမလားအကယ်လို့အစ္စရေးကအခုရပ်လိုက်မယ်ဆိုရင်အီရန်က နှစ်အနေငယ်အတွင်းသူ့ရဲ့နျူကလ িয়ার အစီအစဉ်ကိုပြန်လည်တီထွင်နိုင်မဲ့ NDA ရှိပါတယ်။ဒါပေမဲ့တိုက်ခိုက်မှုကိုဆက်လက်လှုံ့ဆော်မယ်ဆိုရင်တော့စစ်ပွဲဟာဂျော်ဒန်ကာဝေးတိုက်ခိုက်မှုထက်ကျော်လွန်ပြီးအကြီးကျယ်ဒေတာရင်းပြိပက္ခအဖြစ်ပြောင်းလဲသွားနိုင်ပါတယ်။ဒါကြောင့်ဒီအချိန်ဟာလက်ရှိအစီအစဉ်ရဲ့အထွတ်အမှတ်ကလာမယ့်စေစုံနှစ်အတွင်းအရှိလေပိုင်းလုံခြုံရေးအထွတ်ပါအဆုံးဖြတ်ပေးတဲ့အလှည့်အပြောင်းတစ်ခုအဖြစ် ရှုမြင်ခံရပါတယ်။ ီဒီယိုလေးအစောလေးလိုက်ပါကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကျေးဇူးတင်ပါတယ်။နောက်နေ့ရက်တင်ဆက်မှုတွေမှာလည်းပရိသတ်ကြီးနဲ့ပြန်လည်ပြီးတော့ဆုံတွေ့ကြပါတယ်။ Like and Share လေးနဲ့အားပေးသွားဖို့အတွက်ကိုလည်းအားလုံးကိုပြန်လည်ပြီးတော့တောင်းဆိုပါရစေရှင်။နောက်နေ့ရက်တင်ဆက်မှုတွေမှာအခုလိုပဲပြန်လည်ဆုံတွေ့ကြပါစို့ရှင်။